ဒီကနေ့အတွက်ဥယံမင်းကြီးသတင်းစကားအခန်းကဏ္ဍမှာတော့ပြောရေးဆိုခွင့်မဲ့သူများအတွက် ကျွန်ုပ်တို့၏အတန်ကို ပေးရမည်ဟုအပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းစိန်ပီတယင်းပြည်မှာပြုလုပ်သောလူမှုတွေ့ဆုံခြင်းမှာယံမင်းကြီးဝေမျှခဲ့သည့်အကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ပတ်စဉ်ဗုဒ္ဓဦးနေ့တိုင်းစိန်ပီတယင်းပြည်တွင်ပြုလုပ်သောလူမှုတွေ့ဆုံခြင်း၌ပုံယံမင်းကြီးလီယို၁၄က ယုံကြည်သူများသည်လိုအပ်သူများကိုကူညီရန်နှင့်ပတ်ဝန်းကျင်ကိုကာကွယ်ရန်အတွက်ဘုရားသခင်ကမိမိတို့၏အတန်များကိုလိုအပ်သူများအတွက်ပေးအပ်အသုံးပြုရန်တောင်းဆိုထားကြောင်းတည်ပေးခဲ့ပါသည်။တမိုင်းချောင်းကိုပြောင်းပြန်လှန်ပြောင်းပြည့်ရန်ကျွန်ုပ်တို့အားသခင်ခရစ်တော်ခေါ်ဆိုထားကြောင်းနှင့်ယေရှုခရစ်တော်ကျွန်ုပ်တို့၏မျှော်လင့်ချက်ဟုသောအကြောင်းကိုဗုဒ္ဓနှင့်စိန့်ပီတာယဉ်ပြင်တွင်လူမှုတွဲဆောင်ခြင်းနှင့်ဘာသာတရားတုန်တင်ခြင်းမှာယဟန်မင်းကြီး လီယို34ကမှွက်ကြားခဲ့ပါသည်ယနေ့ခေတ်ကမ္ဘာစိန်ခေါ်မှုများအပေါ်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့်အကျိုးသက်ရောက်မှုကိုထောက်ရှုကာမိန့်ခွန်းကိုစတင်ခဲ့ပြီးခရစ်တော်၏ကယ်တင်ရှင်လောက်ရကိုကျွန်ုပ်တို့ခွင့်ပြုပါကကျွန်ုပ်တို့၏ဆက်ဆံရေးအားလုံးအထူးသဖြင့်ဘုရားသခင်နှင့်အခြားသူနှင့်နီးစပ်သောသူများဖန်ဆင်းခံအရာအားလုံးတို့နှင့်ဆက်ဆံရေးအားလုံးတို့သည် ပြောင်းလဲနိုင်ကြောင်းထောက်ပြခဲ့ပါသည် သခင်ယေရှုရှင်ပြန်ထမြောက်တော်မူသောအီစတာမနေ့ခင်းတွင်မာရီယာမာဒလင်နာမေရီမက်ဒလင်းသည်ယေရှုသခင်ကိုကြည်ရန်နောက်လှည့်ကြည့်ခဲ့တဲ့ကဲ့သို့ကျွန်ုပ်တို့၏စိတ်နှလုံးသားများကိုပြောင်းလဲစေရန်နှင့်ကျွန်ုပ်တို့ရင်ဆိုင်နေရသောပြဿနာများကို တုံ့ပြန်သည့်နိလမ်းများအပေါ်ဩဇာလွှမ်းမိုးစေရန်ခရိယန်မျှော်လင့်ချက်၏မျိုးစေ့ကိုအသီးသီးစေရန်ခွင့်ပြုရမည်ဟုယမင်းကြီးလီယိုကမွေချခဲ့ပါသည်။ ဆက်လက်ပြီးကျွန်ုပ်တို့ကြားတွင်ခရစ်တော်ကိုအတိအမှတ်ပြုရန်တတိထားမိရန် ခက်ခဲခြင်း၏ခေါင်းစဉ်အောက်၌မာရီယာမာဒလင်နာသည်ဗလာကျင်းနေသောတင်းကျိုင်းကူအနီးတွင်ငိုကြွေးနေစဉ်ရှင်ပြန်ထမောက်တော်မူသောယေရှုသခင်ကိုမသိဘဲဥယျင်ဆောင်ဟုခင်မြင်ခဲ့သည်အခြားသောဧဝံဂေလိကျမ်းများတွင်မတွေ့မတွေ့ရသောအသေးစိတ်အချက်အလက်ကို ရှင်ယောဟန်ကသာ ကျွန်ုပ်တို့အာယုံစိုက်စေဖို့အတွက်ဖော်ပြပေးခြင်းဖြစ်သည် ။အိုယာမင်းကြီးကဆက်လက်ပြီးမာရီယာမာဒလီနာဥယျင်ဆောင်နှင့်တွေ့ဆုံခဲ့သည်ဟုယုံကြည်ခြင်းမှလုံးဝမှားယွင်းသည်မဟုတ်။ခရစ်တော်သည်ဖန်ဆင်းခံရာအလုံး၏ဥယျင်မှုဖြစ်သောကြောင့်ဖြစ်သည်။သူမသည်ရှင်ပြန်ထမြောက်သောယေရှုသခင်ကခေါ်သောမိမိနာမည်ကိုထမှန်ကြားနာပြီးရှင်ပြန်ထမြောက်တော်မူသောသူထမှသူမကြင်ညာရမိရှင်ပြန်ထမြောက်ခြင်းတရင်ကောင်းတာဝန်ကိုနားလေခဲ့ရသည် ယောဟန်၏အခြားကျမ်းပိုက်တစ်ခုတွင်လည်းဤသူသစ်ခရစ်တော်အသစ်တော်လူသားသို့မဟုတ်ရှင်ပြန်ထမြောက်တော်သူကကြီးရှုလောငါသည်ခတ်သိမ်းသောယာကိုအသစ်ပြုပြင်မည်ဟူသောဗျာဒိတ်ကျမ်းအခန်းကြီး27အခန်းငယ်9မှာဆက်လက်ပြီးဆိုထားကြောင်းကိုလည်းရှင်းပြခဲ့ပါသည်လမ်းကြောင်းပြောင်းပြန်လှန်ကြရန်ခရစ်တော်ကကျွန်ုပ်တို့ကိုတောင်းဆိုသည်ဒီကောင်းစေအောင်မှာယဟန်မင်းကြီးလေးကို ကွယ်လွန်သူပုံရံမင်းကြီး Francis Pope Francis E 2015ခုနှစ်က ထုတ်ဝေခဲ့သည့်စာချုပ်သော Laudato Si ကို စင်ကျင် သုံးသပ်သောအမြင်ဖြင့်ကြီးရှုကြဖို့အရေးကြီးလို့အကြောင်းသို့မဟုတ်လျှင်လူသားသည်ဥယျာဉ်ဤထိမ့်သိမ်းစောင့်ရှောက်သူ မဟုတ်ပါကဖြစ်စည်းသူဖြစ်လာလိမ့်မည်ဟု အလေးပေးပြောကြားခဲ့သည်ခရိယံမျှော်လင့်ချက်သည့်လဝကတိုင်မှအသေးခံခဲ့သူခရစ်တော်ကို မျိုးစေ့အဖြစ်ဥယျာဉ်ထဲတွင်မြုပ်နှံထားရှိခြင်းသည် ရှင်ပြန်ထမြောက်သည့်အခါများစွာသောအသီးများတီးစီရန်ဖြစ်ပြီးယနေ့ခေတ်လူသားမျိုးနွယ်တရလုံးရင်ဆိုင်နေရသောဥယျာဉ်နှင့်တူသောကမ္ဘာလောကတဘာဝပတ်ဝန်းကျင်ပျက်စီးနေမှုစိန်ခေါ်မှုကိုတုံ့ပြန်သည်ဟုယာမင်းကြီးလီယိုကအခိုင်အမာပြောကြားခဲ့သည်ယာမင်းကြီးလီယိုက ပါရာဒိတုကောင်းကင်ဘုံကိုမဆုံးရှုံးတော့ဘဲပြန်လည်တွေ့ရှိခဲ့သည် ။ဤနည်းဖြင့်ယေရှုသခင်၏တည်ခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့သည်ဘက်ဆုံဂေဟဗေရဆိုင်ရာဝိညာဉ်ရေးရာ၏အခြေခံအုတ်မြစ်များဖြစ်လာသည်။ထိုအရာမရှိဘဲယုံကြည်ခြင်းစကားများသည်လက်တွေ့ဘဝတွင်အရေးပါမှုမရှိနိုင်ဘဲသိပ်ပံစကားများသည်လည်းနှလုံးသားပြင်ပတွင်ကြံရှိနေမည်ဖြစ်သည်ဤအကြောင်းကြောင့်ကျွန်ုပ်တို့သည်ဂေဟစနစ်ဆိုင်ရာ ပြောင်းလဲခြင်းအကြောင်းကိုပြောဆိုကြသည်ခရိယံများသည်ယေရှုသခင်တောင်းဆိုသော လမ်းကြောင်းပြောင်းပြန်လှည့်ခြင်းမှခွဲထွက်၍မရနိုင်ဘဲဟုယံမင်းကြီးကအတည်ပြုခဲ့သည်။တမိုင်းကိုပြောင်းလဲစေသောဝိညာဉ်ရေးရာဖြတ်တန်းမှုခေါင်းစဉ်အောက်၌ယံမင်းကြီးကအီစတာမနေ့ခင်းတွင်မာရီယာမာဒလင်နာ၏နောက်လှည့်ကြည့်ခြင်းသည်ဤအရာ၏လက္ခဏာဖြစ်ကြောင်းအဘယ်ကြောင့်ဆိုသော ပြောင်းလဲခြင်းနောက်မှ ပြောင်းလဲခြင်းဖြင့်သာ ကျွန်ုပ်တို့သည် မျက်ရည်ခြိုက်ဝန်းကိုဖြတ်ကျော်၍ ယေရုရှလင်မြို့သစ်သို့ရောက်ရှိနိုင်မည်ဟု ရှင်းပြခဲ့သည်စိတ်နှလုံးထဲတွင်စတင်ခဲ့ပြီးဝိညာဉ်ရေးရာလည်းဖြစ်သည့်ဤဖြတ်တမ်းမှုသည်တမိုင်းကို ပြောင်းလဲစေပြီးကျွန်ုပ်တို့အားလူသည်ရှင်ကြားပါဝင်စေကာ သိုးတငယ်သိုးရင်းခရစ်တော်၏နာမတော်နှင့်တကူတော်အားဖြင့်လူများနှင့်ဖန်ဆင်းခံများကိုဖျက်ဆီးလိုသည့်ဝင်ပလွေများ၏တောင်းတမှုမှ ကာကွယ်ပေးသည့်စီလုံးညီညွတ်မှုကို ဖြစ်ပေါ်စေသည်ဟုရှင်းပြခဲ့သည်။ ဤနည်းဖြင့်သာသနာတော်ဤသာသမီများသည်လူငယ်တန်းပေါင်းများစွာနှင့် အခြားသောစိတ်သဘောထားကောင်းသည့်အမျိုးသားအမျိုးသမီးများနှင့်တွေ့ဆုံနိုင်ပြီးမိမိတို့၏စိတ်နှလုံးကိုထိမိစေသောစင်ရသားများနှင့်ကဘာမြေ၏အော်ဟစ်တန်ကို ကြားကြလိမ့်မည်ဟုဆက်လက်ပြောကြားခဲ့ပါသည်အတန်မဲ့သူပြောရေးဆိုခွင့်မဲ့သူများ၏အတန်ကိုနားထောင်နိုင်စွမ်းကိုဝိညာဉ်တော်ကကျွန်ုပ်တို့အားပေးသနာပါစေ။ ထိုခါမှသာကျွန်ုပ်တို့သည်မျက်စိဖြင့်မမြင်ရသေးသော ကျွန်ုပ်တို့၏တာဝန်ကိုလက်ခံပြီး ဖြည့်ဆည်းခြင်းဖြင့်သာ ရောက်ရှိနိုင်မည်ဥယင်သို့မဟုတ်ပါရာရီတုကောင်းငင်ဘုံကိုမြင်ရလိမ့်မည်ဟုစုတောင်းရင်းယဟမင်းကြီးလီယိုကသူ၏ဘာသာတရားတင်ကြားခြင်းကို အဆုံးသတ်ထားပါသည်